မင်္ဂလာပါရှင်။ဆ iam မကျူရေးသားထားတဲ့ကံကြမ္မာကိုမယုံကြည်ကြသူများဆိုတဲ့ဝိတ္ထုလေးရဲ့အပိုင်း6ကိုဆက်လက်ဖတ်ပြပေးမှာဖြစ်ပါလေရှင်။အခန်း30မြရွေညို့တလောကလုံးတွင်မြရွေညို့အမျက်နှိုးဆုံးအချစ်ဆုံးမှာအမေဖြစ်သည်။အမေသည်အသားညူညူအရက်ခက်ပြက်ပြက် မျက်နှာကဘဲဥပုံတွေလျရ၍အစဉ်ချိုးပြုံးနေသောနှုတ်ခမ်းများဖြင့်နူးညံ့သိမ်မွေ့သောအမျိုးသမီးတစ်ယောက်ဖြစ်၏။အဖေနှင့်မယမီကအမေသည်တက်ကုန်းစည်းထဲမှာ ဟင်းရွက်စင်းရောင်းရသည်ဟုပြောသည်ညရွက်ညူမသိပါညရွက်ညူတည်တတ်သည့်အွေရောက်တော့ဖေကငြုံသည်မကြီးသည်လောင်သည့်ပွင့်ရုံလုပ်ငန်းဖြင့်တော်တော်အဆင်ပြေနေပြီညရွက်ညူတို့ဘာဝင်လှလှကလေးများမောင်လေးတို့ဝှစ်စုံလှလှကလေးများကို အဖေဝဲဝဲလာတတ်သည်ရရွေညိုလိုခြံဝင်းထဲတွင် ဖြာများခင်း၍ငြုံသီးများအမြင်မပြတ်ရှိနေသည်အမေရဲ့အဲ့ဒီငြုံသီးတွေမြ мян ရောင်းလိုက်ပါမှုံလုံးလို့ရရွေညိုကငြုံသီးနဲ့မခံနိုင်ရင် အမေအားတိုက်တွန်းဘူး၏ အမေကသဘောကျစွာရေ၍မြရွေညူကိုပွေဖက်သည်ရောင်းမှသမီးရဲ့စိတ်ချအဲ့ဒီဘက်မှာသွားမစော့နဲ့နော်တောင်ပိတ်ချမ်းကရှောက်သီးဝင်နေနားမှာသွားစော့ဖို့သမီးရဲ့ဖေကတော့မျက်မှောင်ကုတ်ကြည့်တတ်၏ဒီငြုံသီးတွေကပတ်စံတွေနားနေလားအချိန်နန်တော့သူ့အလိုလိုကုံသွားလိမ့်မယ်ခလေးကခလေးပီပီနေတာမဟုတ်ဘူးအိုးအကူကလည်းခလေးကိုအဲ့လိုမငောက်ပါနဲ့မြပြောပါမယ်အမေဤနူးညံ့တိမ်မွေးမှုများသည်ဘယ်ကနေ အမေစီဝင်ရောက်လာကြလည်းမသိအဖေကြမ်းတမ်းသလောက်အမေကနူးညံ့အေးဆေးလာသည်တခါတခါအဖေရဲတောက်ပြီးအမေကိုရန်လုံးလင်းအမေကညာရွက်ညူလို့မကြအောင်တူတူကလေးဖြောင်းဖျားတတ်သည်အကိုရဲ့မူးရင်လည်းအေးအေးဆေးဆေးအိပ်ပါနော်ဒီမှာသားကမအိပ်သေးဘူးတမိကလည်းအိပ်ခါစားရှိသေးတာလက်နိုးသွားပါအောင်မယ်အဖေသည်သူ့မှာပစံဘလောက်ပဲရှိရှိအမေကိုများများမပေးပဲတနေ့စားစည်းဖို့ကိုတွဲ၍သားပေးတတ်သည်အေးအေးဆေးသောအမေသည် အဖေမှဝင်ဝင်ဘလောက်ရှိသလဲသိဟန်မတူဘူးမနဲ့ဈေးသွားကန်ဒီတိုင်းအမေကအဖေထံမှလက်ဖြန့်ခံ၍ဈေးဘူးတောင်းရလေရှိသည်အိမ်မှာငပိကုံနေပြီကိုပစုံကြောင့်လည်းဝင်ရအောင်မယ်လူသည့်ပစ္စည်းကိုပြောမှထူပစ္စည်းတွေကြားသိမိပစံကို ဖြည့်ပေးတတ်သည်သမီးကအခုနှစ်ကျောင်းစတက်ရတော့မှအကူရဲ့ကျောင်းဝင်းစုံကလေးတွေချုပ်ရတော့မယ်ညာရွေးညူចောင်းတက်ဖို့အင်ဂျီကလေးတွေကို အမေကိုယ်တိုင်ကကြေးနှင်းကြိုက်ပြီးဇာနာတက်အိတ်ကလေးတွေကိုလန်လေးတွေနဲ့ ခါးစည်းကြိုးကလေးတွေဝင်းနေအောင်တွန်းထားသောခါးတွန်းကလေးဖြင့်များရွယ်ညိုနှင့်ကွက်တီဖြစ်အောင်လှပနေလေးရှိသည်အမေအဖေစီကပတ်စံတွေအများကြီးတောင်းထားပါလားအမေရဲ့များရွယ်ညိုကအကြံပြီးတော့အမေကပြုံးရည်သည်ဘာမှမဖြေပေအမေမာရောပတ်စံတွေမရဘူးလားခိုးတော့ကတော့အမေကဈေးရောင်းတော့ပေါ်ပေါ်သုံးရတယ်အခုတော့ညို့အဖေကအမေကိုဈေးမရောင်းရဘူးတဲ့ဘာဖြစ်လို့လဲအမေအမေပြင်းမှန်းမှာစိုးလို့ပေါ့ဟုတ်ပါဘူး ။ညာရညူကအမိကိုငေးမော၍နှုတ်ခမ်းဆူမိသည်။အဖေပစိုးတွေအင်ကြီးတွေဖွရတော့လဲအမိမောတာပဲ။ဒါပေမဲ့အဖေကူပြီးမဖွပါဘူး။ရှင်းအောင်နေဆောင်တွေလည်းအမိတယောက်တည်းလျှော်ရတာအဖေကထိုင်ကြည့်နေတာ။အမိကညာရညူ၏နှဖူးကိုလက်သီးဆုပ်ဖြင့်မနာအောင်ထုသည်။အဖေကသမီးတို့မောင်လေးတို့အစားကောင်းကောင်းစားဖို့စားသင်နိုင်မှုအဝိစားလှလှလေးတွေဝင်နိုင်မှုတဏီကုံပင်ပင်မမ်းမမ်းလုံနေရတာမဟုတ်လားသမီးရဲ့အဖေခင်ညာညနေမှနားရတာ များရွက်ညိုသဘောမတူပါဟုတ်ပါဘူးအဖေကပလက်ကလတ်ထိုင်းမှာထိုင်ပြီးဟိုဟာခိုင်းဒီဟာခိုင်းနဲ့ကိုမောင်မြင့်တယောက်ပဲလုံနေတာပါကြည်စံသမီးကတော်တော်မြင်တတ်ပါလားဒါပေမဲ့သမီးကငယ်သေးတော့ဘယ်သိမလဲအဲ့ဒီလိုစီစဉ်ညွှန်ကြားတာကအဖေအလုံးလေတခါတခါအဖေကိုယ်တိုင်မကြည့်သေးဘူးတွေမယုံအိတ်တွေမာယာချီရတယ်မဟုတ်လားညာရဲ့ညူကအမိကိုချစ်သူမှုအမိဘက်ကလိုက်ခဲ့မိသည်ဟုပဲထင်ခဲ့သည် ။မြရွေညိုဤဘဝအဆိုးရွားဆုံးဝေဒနာတစ်ခုနဲ့ရင်ဆိုင်ခဲ့ရသည့်တနေ့ကိုတော့မြရွေညိုဘဲတော့မှမေ့နိုင်မည်မဟုတ်တော့ပေ။တရင်လုံးအဖေနဲ့အမေအကြီးကျယ်ရန်ဖြစ်နေခဲ့သည်။ရန်ဖြစ်ရခြင်းနဲ့အမေငိုကြွေးရခြင်းအကြောင်းရင်းကိုတော့မြရွေညိုဤခလေးတွေးဖြင့်ရိုးရိုးရိတ်ရိတ်သာတိခဲ့၏။ဒါဖြင့်ဒီကိုဝင်ကဘယ်ကရတဲ့ကိုဝင်လဲဟင်မိမြချင်းအမေကပါဇက်ကိုလက်သီးဆုံးဖြင့်ပိတ်ွယ်အုပ်လျက်ခတ်တိုးတိုးငူရှိုင်နေခဲ့၏အပြက်မမိမယုတ် ဖေသည်ထို့သို့ဆဲဆိုစီကိုများရညိုတစ်ခါမှမတွေ့ဘူးပဲအဖေသည်အရက်တွေမူးတဲ့တိမ်လုံးပစ္စည်းတွေကိုရိုက်ခွင်းနေ၏များရညိုသည် သုံးနှစ်သားရွယ်မောင်လေးကိုဖက်၍အိမ်ပြင်ရွက်လာပန်းပင်အောက်၌ကုတ်ကုတ်ကလေးငိမ့်ကုန်နေခဲ့သည်မြားဘသူနဲ့မှမဖောက်ပြန်ဘူးအကိုကလွဲပြီးဘသူနဲ့မှဖះဆူရပါစေရဲ့အကူရဲ့သူများတွေကြားကုန်ပါမယ်။ငါကိုဝင်ဘလို့လို့ဖြစ်နိုင်မှမလဲ။ငါသားကြောဖြတ်ထားတာကိုမင်းမသိဘူးလေ ဟုတ်တယ်မလားမင်းမသိအောင်လုပ်ထားတာမင်းတွေ့ကြရလူနဲ့မင်းစကားတန်ဘလုံးတွေးနေလူတစုံတယောက်ပြူလဲတန်တခုခုကိုတွန်းထိုးကန်ကြောက်တန်တို့ကိုကြားရသည် မောင်လေးကတဟီးငိုတော့ခါများရွယ်ညူသည် မောင်လေးကိုပဲချော့ရမလားအမေစီပဲသွားရမလားခလေးအုံနှောင်းဖြင့်မဆုံးဖြတ်နိုင်လောက်အောင်ရှိနေသည်မောင်လေးကိုချော့မော့ပြီးမှအိမ်ထဲသို့တိတ်တိတ်ခလေးချွတ်နှင်းဝင်လာခဲ့သည်ဖေကအိမ်ခန်းထဲမှာဝုန်းကနေထွက်လာတော့ညူလန့်သွား၏ ိုးတော်အပြေကညို့ကိုလည်းမမြင် မောင်လေးကိုလည်းမမြင်အပြေမဲ့သူထွက်သွားပြီးတကားကိုကြမ်းတမ်းစွာပိတ်ပြီးခဲ့လေသည် အမေအိတ်စိတ်သောအိမ်တစ်ခုလုံးတွင် အမေရှိုက်တန်တဲ့တဲ့သာကြာရ၏ညို့အိတ်ခန်းထဲပြင်းဝင်သွားတော့အမေကပါဇက်မှပေးနေသည့်သွေးများကိုကြပြားကြရတုပ်ပြီးညို့တို့နှစ်ယောက်ကိုစီးကြိုးပွေးဖက်၏သမီးတို့ဘယ်သွားနေကြတာလဲညို့တို့ရွက်လှပင်အောင်မှာပုန်းနေကြတယ်အဖေကိုညူကြောက်တယ် ပြောပြောဆိုဆိုအမေကိုအာကိုတကြီးဖက်၍ငိုမိလေသည်အမေကမောင်နှမနှစ်ယောက်လုံးကိုလက်တဖက်ဖြင့်တိုင်းဖက်ကနှစ်သိမ့်၏တကယ်တော့အမေ၏နှစ်သိမ့်ဝှေ့ဖက်မှုများသည်ခုကိုရမဲ့မျိုးသမီးတယောက်၏တွေယူတွေတန်းတွေတာမှုများဟုထိုစဉ်ကညိုမသိခဲ့ညိုလုံးဝမသိခဲ့ပေထိုညကအမေချော့သိသည်ဖြင့်ညိုတို့မောင်နှမနှစ်ယောက်ဖျားစင်ရှိမှ အိပ်ပျော်သွားကြသည်ညိုအိမ်ယာမလန်နူးလာသောအခါတအိမ်လုံးထူးခြားစွာတိတ်ဆိတ်လျက်ရှိသည် နည်းနည်းအာယုံတိတ်ချိန်မှုခရံပေါက်ကလေးများမှအားနည်းစွာအခန်းတွင်သို့ဝင်လာသောအလင်းရောင်မှိန်ပြပြကိုတရိထားမိသည်ခါတိုင်းဤချင်းဆိုလင်းမိဖို့ချောင်းစီမှအိုးတန်ခွက်တန်ရေတန်တို့ကိုကြားနေရပြီး အမေသည်နည်းနည်းမိုးလင်းလင်းချင်းဖျားဆုံတော်ကပ်လေးရှိသူမဟုတ်လားယခုချင်းဆိုလင်းအမေနိုးနေသင့်မည်ချက်ပြုတ်ပြီးစီးသင့်မည်ဟုညူထင်သည်တခဏဆောင်ပြီးဘာသာမှမကြားရသောအခါညူအိယာမှလူလဲထလာ၏ အိတ်ခမ်းထဲမှအတန်းတစုံတရာကိုနားဆွင်းလျက်ခြေဖွာနှင်းပြီးအိတ်ခမ်းရှိရာသို့လျှောက်လာခဲ့သည်အိတ်ခမ်းတကားမှာစေထား၏ဟာနေသောအကြာကလေးမှညူချောင်းကြည့်လိုက်သည်ပြင်ခင်းချမ်းပေါ်တွင်အဖေတယောက်ထဲအိမ်နေသည်အဖေသည်တစ်ဖက်သို့လှည့်၍အိပ်ပျော်နေသောကြောင့်အဖေမျက်နှာမှာဒေါသရှိသေးသလားပုံမှန်တိုင်းဖြစ်နေပြီလားညူအကဲမခံနိုင်ညူသည်အသာလှည့်ထွက်လာခဲ့၏မိဖို့ရှိရာသို့ခြေပြားထောက်လာခဲ့သည်မိဖို့ကြောင့်သည်တိတ်ဆိတ်နေ၏ မိဖို့ကြောင့်ကျမ်းမြင်အနှိမ့်တို့ခြေလန်းတစ်ထစ်ဆင်းလိုက်စင်မှာပင်မျိုးမျက်လုံးများကလေထဲမှာတွဲလဲကြနေသောအရာဝတ္ထုတစ်ခုကိုမြင်လိုက်ခြင်းဖြစ်သည်လေးပင်သောထိုအရာဝတ္ထုကိုညိုမြင်မှုပါသည်ဟုထင်နေစေအမောင်ကိုတဖြည်းဖြည်းကျင်သားရလာသောအခါထိုအရာဝတ္ထုကိုညိုသိသွား၏ညိုသည်တခဏတည်သွားပြီးမှအေးခဲတောင်းနေသောကိုကလေးတစ်ဆက်ဆက်တဝင်လျက်အတန်ကုန်ခစ်လိုက်သည်သို့သောအတန်ကမထွက် မိဖို့ကြောင့်ထုံတန်းပေါ်မှတွဲလောင်းကြနေသောအမေသည်ညို့ကိုမမြင်ဘာကိုမှအမေမမြင်အမေညို့နှုတ်ဖျားမှအတန်တူးတူးအဲ့ကလေးထွက်လာပြီးမိဖို့ကျမ်းမြင်ပေါ်မှဒူးထောက်လျက်သားညူလဲကြသွားတော်သည်တလားလောက်ညူဖျား၍စကားမပြောနိုင်ပဲဆွန့်အားနေခဲ့သည်အဖေသည်ဆရာဝန်၏အပြစ်တင်စကားကြောင့်သူကောင်းသူနန်းရန်နှင့်စောင့်ဆောင်ကာငိုလေသည်ကျွန်တော်ကြောင့်ကျွန်တော်ကြောင့်မမြကျင်သေးရတာအဖေအမြဲအယဲမူး၍တူးတူးရှိုက်ခါငိုကြွေးတိုင်း ညရွေညူအခန်းထဲမှာချောင်းကြီးကျင်းနေနေလေးရှိသည် ဟုတ်တယ်အမေသေးတာအဖေကြောင့်အဖေတက်လိုက်တာသို့တော့အဖေထမင်းမစားပဲအရက်ကြီးတောင်းနေသည်ကိုအဖေအမကြီးကြီးကတပြေးတောက်တောက်စူပူပြန်တော့ညရွေညူအဖေကိုတနာရပြန်သည်မင်းမာတမီးမင်းကလေးမွေးထားတာတရိယအောင်မောင်စိုးမောင်ရဲ့မင်းဒီတိုင်းနေလို့မဖြစ်ဘူးမိညူကလေးကြောင်းဆက်ထားဖို့ကိစ္စငယ်ကောင်လေးပြုစုဖို့ကိစ္စလုပ်အောင်ညရွေညူသည်အမေနဲ့အလွန်ရင်းနှီးသည်ဆိုတော့အမေတငယ်ချင်း ကျောင်းဆရာမကြီးမေမေဦးဤအိမ်မှာစာရင်တောင်းအိမ်ဖြစ်လာ၏မေမေဦးမှာအောင်မိုးခေါ်သောတားတယောက်ရှိသည်အောင်မိုးကမြားရွက်ညူထဲစာညံ့သောကြောင့်မြားရွက်ညူကအမင်းစာပြနေရလေသည်မောင်လေးကတော့အဖေအိမ်မှာနေပြီးအဖေဤစောင်းရှောက်မှုအောင်မှာနေရသည်မေမေဦးကသမီးကိုအသက်ကြီးတဲ့အထိမွေးစားသွားမှသမီးရဲ့သမီးဖေဖေကအရက်တောက်တယ်လေသူ့ပေါင်းသင်းတွေကလည်းအင်းခဏခဏလာတာမဟုတ်လားသမီးနဲ့မဖြစ်ဘူးမေမေဦးအိမ်မှာပဲနေနော်သမီးပြောသလိုသာနေ သို့တော်များရဲ့ညူသည်ចောင်းပိရဲ့များတွင် အဖေနှင့်မောင်လေးထံအပတ်စဉ်လိုက်ပို့ဖို့မိမိဦးကိုပူဇာရသည်အဖေရဲ့တောက်တာကိုမြင်ရလျင်များရဲ့ညူစိတ်ဆင်းရဲ့ပြီးအဖေရဲ့မတော့ခွဲကြည်ကြည်လင်းလင်းပြုံးပြုံးရွှင်ရွှင်ဖြစ်နေလျင်များရဲ့ညူပျော်ရွှင်ရလေသည် အသက်အရွယ်တော်တော်ရလာ၍အဖေကိုဆွေးနွေးဖို့ရဲဝင်လာသောတစ်ချိန်မှာတော့တစ်သလုံးညူရင်ထဲမှာလက်ခဲတဲလဲဖြစ်နေသောမိကုန်းတစ်ခုကိုအဖေအားမေးလိုက်မိသည်အဖေအမိပိုက်ထဲကကလေးရဲ့အဖေဟာဘသူလဲရင် ထိုမေကွန်းသည်မြားရွေညူ၏ဘဝတစ်ခုလုံးအတွက်အရေးကြီးဆုံးမေကွန်းဖြစ်သည်မြားရွေညူ၏ပညာရေးထက်လည်းပို၍အရေးကြီးသည်မြားရွေညူ၏အသက်ရှင်နေထိုင်မှုထက်လည်းအရေးကြီးသည်မြားရွေညူ၏ဂုဏ်သိက္ခာထက်လည်းပို၍အရေးကြီးပါသည်ပေကမျက်ရည်ရဝိုင်းသောမျက်လုံးများဖြင့်မြားရွေညူကိုငေးမောခါအာယူနေသည်။ပြီးမှမြားရွေညူ၏နဖူးမှဆန်းစားလေးများကိုလက်ဖြင့်တပ်ဖယ်သိမ်းပြီးတူတူကလေးဖြည့်၏။အဖေကိုယ်တိုင်မှပဲသမီးရဲ့ ထိုစကားကြောင့်မြို့တကူလုံးတိမ်ဆိုင်တိမ်လေးကလေးတစ်ခုလိုပေါ်ပါသွားလေသည်အခန်းဆက်တဲ့မြရွေညူကြီးဘွားကိုတီးပြီးတော့ခါမြင့်မူသည်မြရွေညူအားချစ်သူလူတစ်မျိုးတငယ်ချင်းလူတစ်မျိုးနှမကလေးတယောက်လူတစ်မျိုးဂျင်နာမြန်နိုးမိသည်မြရွေညူဤညူလဲသောမြေဝန်းများမှာကြောက်လန့်စိတ်တွေကင်းစင်ဖို့နာကျင်ရိတ်တွေကင်းစင်ဖို့မြင့်မူသည်အသက်နှင့်လဲ၍ပင်ကာကွယ်လူစိတ်များပေါ်ပေါက်မိသည်သို့တော်သူသည်မြရွေညူအားချစ်စကားမပြောရသေးပေ မင်းကလေးတယောက်ကိုချင်းမြတ်နိုးလင်မိမိ၏ရေ၌တည်သောချစ်ချင်းမြတ်တော်ကိုဖူမင်းကလေးသည့်အောင် ဖွင့်ဟကြီးညာရမည်ကို မြင့်မိုသည်ပါသည်သို့သောမြင့်မိုနှင့်မိမိ၏သို့သောများရွယ်ညိုနှင့်မိမိ၏အဖြစ်တွင်တော့ပြောစရာမလိုတော့ဟုထင်သည်အဖွဲလုံးကိုမိမိစာရှင်းပြနေစဉ်တဦးဒီနေသည်ကများရွယ်မြင်သာဖြစ်သည်မလွဲသာမရှောင်သာ၍သာစာမီးပွဲအတွက် hanging strangulation စသည့်ပြဌာန်းစာများကိုရှင်းလင်းဖတ်ကြားနေရစဉ် ။စိုးရင်ဘူပန်စိတ်ဖြင့်မကြာခဏအရေးတကြီးကြီးကြီးမိသည်။ညာရွေမျက်နှာမှာညာညာမှာမိန်းကလေးအုပ်စုဆောင်းမစာကျက်ရင်စားဖို့လက်ဖဲတော့ရှောက်သီးတော့စားသည့်တော့များတွားတွားပို့ရသည်။ပို့ရသည့်အခါအမဲတစီပါလာတဲ့ဒီကညာရွေတယောက်ထဲသာကြိုက်နှစ်သက်သောကြောင်ရှာသည်တော့မြင့်မူရဲ့မနေ့ပြန်ကြရင်86လမ်းအိမ်ကိုလိုက်ပို့ပေးအောင်နော်။မိမိဦးကငွေပို့ထားတယ်ဆိုလို့တွားယူခြင်းလို့ယောက်ျားလေး၃ယောက်ရှိသည့်နဲ့ဝေဖုံးကတော့ဈေးမိချစ်သူမှုထားလိုက်တော့ ပင်မင်းတော်နှင့်မြင့်မိုးတို့နှစ်ယောက်မှမြင့်မိုးကိုသာမြရွက်ကချွဲ့နှဲ့၍အကူညီတောင်းတတ်သည်ပင်မင်းတော်ကအားလက်ပြီးမြင့်မိုးကမိဘခိုင်းထားသည့်ကိစ္စတစ်ခုခုရှိနေလေမြင့်မိုးအားလက်သည့်အချိန်ထိမြရွက်ကစောင့်တတ်သည် first mb ရောက်ခါစားတော့ကလေမြင့်ကိုကတိတ်ချင်လာသည်လားမြင့်မိုးမြရွက်ကတစ်ခါတစ်ခါမြင့်မိုးစပိန်နောက်မှာထိုင်ရင်းမြင့်မိုး၏နောက်ကျောကိုမေးစိတ်ကလေးဖြင့်ထိတွန်းလျက်ရေကြဲကြဲပြောတတ်၏ဟုတ်လားဘာဖြစ်လို့လဲရင်တီးဘူးလေစောင်းကြွားကြွားနိုင်သလားလို့ ကိုကအင်းပေါ့ကြင်ကြင်ဖန်ဖန်များရွယ်ရဲ့တင်ကားတော့ပြောတယ်မြင်းမူကရူးနံပါတ်1မူမနာလိုတာဖြစ်နေမယ်တဲ့ဟုတ်ချင်ဟုတ်မှာနော်အဲ့ဒီတုန်းကများရွယ်ကရူးနံပါတ်50လေမြင်းမူကတော့အတိတ်ကိုသိစိတ်ဝင်စားလားပြစ်စုံပန်းကိုသာတဲကြီးမဲကြီးစိတ်ဝင်စား၏အခုရောရင်များရွယ်အခုကိုကိုချင်သေးလားအိုးမင်းနေစရာလားအင်းဟုတ်ပါရဲ့မင်းနေစရာမလိုတော့ပါ ကိုအခုတလောရေမွေးတွေခေါင်းလေးစီတွေတိတ်တုံးတာပဲတဲ့မိမိကရင်နေတယ်တိလားများရွက်အင်းဒါမင်းကလေးတယောက်ယောက်ကိုပိုးနေပြီလားတဲ့မိမိကမေးတယ်မြင့်မိုဤနောက်ကျောကိုညာရွက်နှကန်းကလေးဖြင့်ထိလိုက်သည်ဟုမြင့်မိုထင်သည်ရေသံခတ်အိတ်အိတ်ကလေးထွက်လာ၏အင်းအင်းအဲ့ဒီတော့ဘလို့ဖြေလိုက်လဲဟုတ်တယ်မိမိကျွန်တော်သူ့ကိုမရရင်တည်သွားနိုင်တယ်လို့ညာရွက်ညူကမင်းကလေးထုံးစံလို့ရှင့်မသွားပဲခါဟာဟာရေလေသည် နည်းနည်းပိုင်းစည်းုံမှာလူနာဆောင်များ၌စာတင်ရစေမြင့်မှုသည်မြရွတ်ကူတာဦးစားပေးလျက်လူနာဆန်းသက်စစ်ဆေးစေသည်မြရွတ်နားထောင်ကြည်စမ်းဒိုင်းစတိုးလစ်မမအတန်ကိုသိရှင်းတာပဲမြရွတ်ဒါကပူရရက်အစုံမြေပုတ်တိုက်တန်နဲ့တူတယ်နားထောင်ကြည်စမ်းမမအီမျက်စောင်းကိုတတိထားမိမှရေကျဲကျဲနဲ့မမကိုနေရပေးရလေသည်။မြရွေအဆောင်သို့တစ်ခါတစ်ခါလာတတ်သော ညာရွေဤမွေးစားအကိုအောင်မှုဆိုတာကိုတော့စတွေ့ကလေးကမြင်းမူကမျက်နှာကြောမတဲ့နိုင်ငံခြားသင်္ဘောမှာတတ်မိတ်ဟုညာရွေကပြောတော့ပုံရိပ်ပင်မျက်နှာကြောမတဲ့ညာရွေကိုကြည်တော်မျက်လုံးများကစူးရှတောက်ပလွန်သည်ဟုထင်သည်မောင်နှမချင်းကြည်တော်မျက်မျက်လုံးမျိုးနှင့်တိတ်မတူဘူးဟုညာရွေကိုပြောမိသည်ဘာလဲဘာလဲဒါလူကိုမယုံတဲ့သဘောလားညာရွေကကြည်စေသလိုမေးဤညာရွေကိုယုံပါတယ်ဒီကောင်ကိုမယုံလားဟုအနေငယ်ရိုင်းဆိုင်စွာဆွဆွဲတော့ညာရွေကရေသည် အောင်မိုးကငါ့ကိုသိမ့်ချစ်တာပါဟာဟုပြေရပြေချောင်းပြောမှသူပို၍ဒေါသထွက်သွား၏အမလီသူအဲ့ဒီလိုချစ်မှာကိုဒီကောင်ကပိုကြောက်တာလေသူတို့နဲ့ခလန်းလန်းမှရှိနေသောအုပ်စုကနဇုံနှပြားကြားလေးရဲ့ဟားတိုက်ရဲကြလေသည်ဝေဖုံးစင်မိကိုချစ်တုံးကအဖွဲတွဲဘာမှဝင်ထုံးဝင်ဖို့မပူတော်လဲမြင့်မူကများရဲ့ညူကိုချစ်လာသည့်အခါဝေဖုံးနှင့်တင်မင်းသောအုံနှောက်600၏မြင့်မူကစီစွားဆောင်ရှိမှသွားပြီးတရှင်းဆိုခြင်းသည်ဟုပြက်တနာရှာလာသည် ။တချင်းဆိုချင်းဒီသာပြော၍မြင့်မိုသည်တချင်းတပုံးကိုမျှဖြောင့်အောင်မဆိုတတ်။တန်းနိုင်ကိုမင်းမင်းလက်တို့တချင်းများကိုမဆိုတာနဲ့။ကင်စာဤတချင်းကိုပင်သူအဆအဆုံးမရပေ။ဆိုဖို့ဆန္ဒရှိသည့်တချင်းကောင်းစဉ်ကိုပြောတော့ဝေဖုံးလို့ဟားကြသည်။ခိုင်ထူးဤတီလားဆိုတော့တချင်းမင်းကွာဘယ်တော့မှအမှုပညာမဆန်၊ကြပြားမဆန်တတ်တဲ့ကောင်ကအခုမှတချင်းဆိုချင်းပြန်တဲ့။အမေရေကျွန်တော်တို့ကဘာကြီးအရင်လိုမလဲပဲဖြောင်းမြန်များလဲနေပြီလားအမေရေ။ ။ဝေဖုံးသည်ဂီတာကိုဒူးဒူးတောင်းတောင်းအသံမြည်အောင်သာခောက်တက်၏။ဆိုင်းလေးဆိုင်ချင်းသုံးလေးဘုတ်လောက်တော့သူတီးတတ်သည်။ခိုင်ထူး၏တခြင်းတော့တပုတ်မှမတီးတတ်ပေ။ဒီလိုလောက်ကွာမြင့်မူမိရင်ကကက်ဆက်ကိုဓာတ်ခဲထည့်ပြီးယူလာခဲ့။အဆောင်ရှိမှဖွင့်ငါတို့ကဂီတာတီးခြင်းအောင်ဆောင်မယ်။မင်းကတခြင်းဆိုခြင်းအောင်ဆောင်မကောင်းဘူးလား။မြင့်မူကနှုတ်ခမ်းလှုပ်၍ဆဲရည်၏။ငါတို့ဇော်ခင်ကိုကူညီတောင်းရအောင်ကွာ။ဒီကောင်ကဂီတာတီးတိတ်တော်တယ်။အင်းမင်းတို့၏အကြံပြုချက်ကိုတော့မြင့်မူကချက်ချင်းပယ်ချ၏။ မဖြစ်ဘူးကဒီကောင်အခုထိတင့်ကိုပိုးနေတော့မယ်တော်ကြငါအတွက်လို့မထင်မဲသူ့ကိုငါတို့ကအရေးပေးသလိုထင်သွားနေမယ်မဖြစ်ဘူးမဖြစ်ဘူးငါတို့ကမင်းကလေးရှင်တွေလေထိန်းရမှာပေါ့ကွာမင်းအဲ့လိုတွန့်လို့နေတာနဲ့ပဲမိတင်ဒီတဲ့ရောင်ကြရမှာမဟုတ်တော့ဘူးကောင်းတယ်အပြူကြီးပဲဖြစ်ပါစေမြေမူအများရွဲ့အတွက်တချင်းဆိုချင်းဒီဆန္ဒသည်ဤကဲ့သို့ပင်ပြီးဆုံးသွားပါသည်သူတို့တစ်ပွဲလုံးနောက်ဆုံးနေ့အပိုင်းကစာမေးပွဲကိုအောင်မြင်သွားကြ၏ဇောခင်သည်တင်းတင်းခိုင်ကိုမျက်လုံးဖြင့်ချီးရေးဆူစေ တင်တင်ခိုင်းကလည်းဇောခင်ကိုလုံးဝမျက်နှာသာမပေးသည့်အမူအရာမျိုးကိုပြစေ။ဇင်မီကတင်တင်ခိုင်းကိုခွင့်မမေးတော့လဲဇောခင်ပေါ်တင်တင်ခိုင်းစိတ်ဝင်စားနေသည်ဟုထင်နေစေဖြစ်သည်။တင်တင်ခိုင်းသာမညာတဖို့ဆိုရင်ဇင်မီသည်တင်တင်ခိုင်း၏စိတ်တွင်ဖြစ်ဖြစ်နေသည်များကိုသိခွင့်ရနိုင်မည်။အခုတော့တင်တင်ခိုင်း၏စိတ်ကိုဇင်မီနားလည်ရခဲ့လာသည်။မိမိသည်ယခုကဝေဖုံးကိုဘဝတသက်သာအဖို့ဖြစ်သတ်မှတ်ထားပြီးပြီဖြစ်ကြောင်းဇင်မီအခွင့်ရသည်များရှင်းပြပါသည်။ ဖူခါများတွင်တင်းတင်းခိုင်းသည့်လျှို့ဝက်သောအပြုံးကလေးဖြင့်ဇင်းမိကိုငေးကြည့်နေတတ်သည်မှတပါဘာစကားမှမပြောခဲ့ဇော်ခင်နှင့်မိမိပတ်သက်ခဲ့မှုသဖြင့်တင်းတင်းခိုင်းဆုံးဖြတ်ရခန့်နေသည်ဟုဇင်းမိအနေငယ်ရိုးရိုးရိတ်တိတ်နားလည်ရတော်လဲဘာမှတိမထားသူဝေဖုံးနှင့်တင်းမင်းတော်ကတော့တင်းတင်းခိုင်းမနှစ်သက်စရာဇော်ခင်၏အပြုမူဘာများရှိပါလိမ့်ဟုနားမလည်နိုင်ပေမိသည်နေဇော်ခင်ကိုနည်းနည်းမှမကြိုက်တာတေချာရဲ့လား တင်းမင်းတော်ကတစ်ခါတခါတင်းတင်းခိုင်းကိုနှမတယောက်လိုသဘောထား၍ဆက်စုတတ်သည်တင်းတင်းခိုင်းကအနှုတ်ခမ်းကိုတွန့်ကွေးစွာပြုံးနေသည် final part 2 pre block ကာလတွင်သူတို့သည်မျက်စိနန်းနှောင်းနေချောင်းစီယုံတို့တွားရောက်စာတင်ကြရ၏ထိုကာလတွင်ဝေဖုံးနှင့်တင်းမင်းတော်သည်တင်းတင်းခိုင်းပေါ်ထားသည့်ဇောခင်၏အကျဉ်းသားတို့ကိုတပိုင်းတစမြင်တွေ့ခွင့်ရခဲ့သည်အမှုမဲ့အမှန်မဲ့ကြီးလိုက်ရင်တော့အဝိဇ္ဇာဘူဒီဘတ်သည်မြင်နှာမုံကုတ်ကုတ်နှင့် မိုက်ကိုက်ပြင်းနေသောခင်မှာနူးညံ့သိမ်မွေးမှုများမရှိသေးအောင်ခင်ရ၏သို့သောဇောခင်သည်သူတစ်ပါးကိုညှာတာတတ်သည်အထူးသဖြင့်လူနာများပေါ်မှကျင်နာတတ်လေသည်မျက်စီစင်ုံပြမလူနာကုဌာနတွင်မျက်စီလူနာများကိုဆရာများစမ်းသပ်စစ်ဆေးစဉ်ဇောခင်ကစိတ်ရှည်လက်ရှည်ကူညီ၏လူနာများပေါ်စကားပြောနှင့်တငယ်ချင်းများပေါ်စကားပြောသည့်ထက်ပို၍ချူသာသိမ်မွေး၏တင်းတင်းခိုင်ပေါ်မှာတော့ပြောစရာပင်မလိုတော့ချေနေမကြိုက်တာသေးကြရင်ငါကြိုက်လိုက်တော့မလို့ ။တင်မင်းတော်ကမင်းမလိုမင်းမရဟန်ဖြင့်နွဲ့နွဲ့ဖြင့်တင်းတင်းခိုင်းကိုတီတိုတီတိုစာ၏။သူတို့နှစ်ယောက်ရင်းရင်းနီးရေမောဟားတိုင်နေတာကိုဇောခင်မြင်သွားလေမျက်နာပြက်သွားပြီးတပြင်းတစ်ချက်ရှိုက်၍မျက်နာလွှဲသွားတတ်သည်။တခါတော့တင်မင်းတော်ကမိမိနှင့်တင်းတင်းခိုင်း၏စကားဝိုင်းတဲ့သို့ဇောခင်ကိုပါဆွဲခေါ်ရသည်။ဇောခင်ငါမိတင်ကိုမင်းနှာခေါင်းပေါက်ကျရခြင်းအကြောင်းကိုရှင်းပြလိုက်ရမလားကွာ။ ထိုကားဇော်ကင်းသည်ခက်ရှဲရှဲနှင့်ရဲလိုက်သည့်အတွက်သူမျက်နှာကကလေးငယ်တူလိုနူးညံ့ပြေပြင့်သွား၏စိတ်ဝင်စားဟန်ဟန်လုံးတင်းမာဖို့မေးလျော်သွားသောတင်တင်ခိုင်ကမျိုးလုံးဝိုင်းကလေးနှင့်ဇော်ကင်းကိုမောကြည့်လိုက်လေဇော်ကင်းသည်လှစ်ခနဲရင်ခုန်လှုပ်ရှားကကြည်နူးစိတ်ဖြင့်ပြုံးငင်းနေမိသည်ပြောလိုက်မယ်နော်ဟိတ်ကောင်ဇော်ကင်းကနဖူးပေါ်ဝဲကြနေသောသပင်ကိုတစ်ချက်တက်ခါလေးရဲ့ဟက်ခနဲရည်၏ပြောလေရပါတယ်ကြားဘူးတာပေါ့ ထို့နောက်ဒီမင်းတော်ကစံဖြည့်ပြင်းနှင့်ငြိမ်သက်နေသည့်အခါဇောခင်ကိုယ်တိုင်ပင်ပြောလိုက်သည်ဒူးငငယ်တို့ကဆော့ခဲ့တဲ့ဒဏ်တွေပေါ့တင်တင်ခိုင်ရဲ့တင်တင်ခိုင်က မျက်မှောင်မချီတချီနဲ့စဉ်းစားနေတော့ဇောခင်ကမိမိနှာခေါင်းကိုမိမိပုတ်သက်လျက်ဆက်ပြောသည်တင်တင်ခိုင်တို့မိန်းကလေးတွေငငယ်တို့ကမကြီးစင်းနဲ့ဆော့ဘူးလားအင်းဆော့ဘူးတယ်ဇေတောက်တာလေဒူးကတော့ဇေမတောက်ဘူးနှာခေါင်းနဲ့ထည့်တယ်တင်တင်ခိုင်တန်းတော်သွား၏ ဟုတ်တယ်တငယ်ချင်းတွေနဲ့ပြိုင်ပြီးနှာခေါင်းပေါက်ထဲမကြီးစေးထဲတန်းကစားကြတာလေဘသူနှာခေါင်းပေါက်ကမကြီးစေးဘနဲ့စေးဆန့်တယ်လဲလို့တင်းတင်းခိုင်းသည်အချင်းကြီးရရကိုမိသွားကအတန်ထွက်ရဲမောကြီးမေးမိဘနဲ့စေးဆန့်လဲရင်၃စေးတင်းတင်းခိုင်း၏အေးဒီမိကုန်းကြောင့်ဇောခင်ပြောသွားသည်အိုးပြန်ထုတ်လို့ရရဲ့လားမေးအောင်မိတဲ့တင်းမင်းတော်ကရဲကြဲကြဲဖြင့်ဝင်ဝင်ထောက်၏အောက်ဆုံးမကြီးစေးကိုမိမိကထုတ်ပေးတယ် ဒုတိယမကြီးစီအတွက်စီကံကဆောင်ဝင်စီသွားထုတ်ရတယ်။တတိယမကြီးစီအတွက်တော့မိတိလာစင်ုံကြီးမှသွားပြီးခွဲစိတ်ခန်းထဲမှာထုတ်ရတယ်။ဇောခင်ကရေရင်ဖြည်သည်သည်။ကြင်ကြံဖန်ဖန်ဟဲပျော်လို့လား။ပျော်တယ်ထဲတုန်းကတော့ပျော်တယ်။ပြန်ထုတ်တော့ခန်းလိုက်ရတာပြောမနေနဲ့။နောက်တစ်ပတ်ကြာတွင်ခွဲစိတ်ခန်း၌တင်းတင်းခန်းတင်းတင်းခိုင်းမူးဝေသွားခဲ့သည်။သူတို့ဆက်ရှင်တွင်မိန်ကလေးဆို၍ဇင်မီနှင့်တင်းတင်းခိုင်သာပါဝင်ပြီးယောက်ျားလေးက9ယောက်ပါဝင်သည် သူတို့ထိုနေ့ကကြည်ရသော case မှာခုနှစ်နှစ်ရွယ်ကလေးမှကလေးမျက်လုံးကင်းစားမှုကျန်းအဖြစ်ခေါ်နိုင်သော retinoblastoma ယောဂါသည်ကလေးမှကလေးမျက်လုံးတစ်လုံးလုံးကိုခွဲထုတ်ပြရပြီးအယိုးနှင့်ကပ်နေသောအသားများကိုပါချစ်ထုတ်ပြရသည်ဖြစ်ရာလျိုကောင်းတစ်ခု၏မျက်လုံးရာအချိုင်တစ်ခုဖြစ်သာကျန်တော်သည်ဘူးဝေတတ်သောတင်းတင်းခိုင်ကိုဈေးမီကတော့မေးပါသည်တင်းဖြစ်ရလားယင်ဖြစ်ပါလေတင်းစုပ်ပင်၍ဆက်ရက်ကြည့်နေသည်မှာဇောခင်ရှိမှု ဖြစ်ခြင်းဖြစ်မည် တင်ကိုယ်တိုင်လည်းမသိဇင်မီလည်းမသိနိုင်နောက်ဆုံးအသိမြင်လုံးတွေပြောင်းဝင်လာပြီးရင်ကောင်းထဲမှစူးစူးရှာရှာထိုးအောင်လာတော့ခါကြမှဆရာကို ခွင်တောင်း၍အခန်းထဲမှထွက်သည်တင်တင်ခိုင်ကိုအရေးလိုကြည့်နေသောဇောခင်သားမရှိတဲ့အခန်းတကားပေါက်ရှိမှတင်တမန်တလင်းပေါ်ပြစ်လဲသွားနိုင်၏ယခုတော့ဇောခင်ကဖြက်ခနဲပြေး၍ပွေပိုက်လိုက်လေသည်သတိမလစ်သောတင်တင်ခိုင်ကမျက်လုံးဖွင့်လျက်နှင့်ဘာမှမမြင်ရပဲတင်မင်းလားဖဲဖဲရတယ်ငါအပြင်ထွက်မလို့ဟုတွန်းသည် ဇော်ကင်ကအိုတိုအန်တန်းဖြင့်တင်းတင်းခိုင်ပကုန်းကိုထင်း၍အခန်းပြင်ထုတ်သွားသည်။အခန်းပြင်မှာရှိသောပြတင်းပေါက်ပြီးတွားရတော့တင်းမြင်လုံးတွေမြင်လာရသည်။ဇော်ကင်ကိုမိမိနားမှမြင်ရတော့လန့်သွားပြီးတင်းမင်းရောဟုမေး၏။ဇော်ကင်ကခေါင်းတစ်ချက်ကုန်းလိုက်လေသည်။ဟိုဆရာပတ်တီးစည်းရာကိုကူနေရလို့နဲ့တူတယ်။ညနေမှာတင်းတင်းခိုင်ဖြစ်ကိုတပွဲလုံးတီးသွားကြတော့စိတ်ဓာတ်ကျသွားကြသည်။အဲ့လိုသာအိုဒီထဲမှာမူးမူးနေရင်ဘယ်လိုလုပ်ပြီးခွဲမလဲရင် မပြောတတ်ဘူးဟာငါလဲထိရင်ထိရင်ကနေဖြစ်သွားတာပဲမခွဲရလဲမတတ်နိုင်ဘူးကြည့်လို့မှမရရင်စိတ်ယုံအလုံးမဝင်ပဲအပြင်ဆံဝင်လို့ရမှာပဲဒီနေခိုင်ကမျိုးလုံးကလေးပြူးလျက်စဉ်းစားရင်းဖြစ်၏အပြင်မှာလဲသွေးတွေဒဏ်ရာတွေနဲ့ဘယ်လွတ်မလဲတင်ရဲ့ဓာတ်ခုဒဏ်ရာတွေလာမဲစုပ်ပြဲဒဏ်ရာတွေလာမဲစပီရှယ်စိတ်လိုမျိုးအဲ့ဒါမျိုးလာရင်လဲခွဲထုတ်ပြရမယ်လေတင်တင်ခိုင်ကအခုံးတွန်းလိုက်သည်ဒါဆိုလဲတခြားလုံလုံစားမှာပေါ့ဟာ မြင်းမူကတင်းတင်းခိုင်းကိုငေးမောကခေါင်းရဲနေသည်နင်းဆရာဝန်လုပ်ကိုဝါသနာပါတယ်မဟုတ်လားတင်းတင်းတင်းခိုင်းသည်လျှို့ဝက်သောပြုံးကလေးဖြင့်ငြိမ်သက်စွာပြုံးနေ၏နောက်မှလေးလေးနက်နက်စဉ်းစားပြီးဖြေသည်အမှန်တိုင်းပြောရရင်တော့ဝါသနာမပါဘူးတစ်စက်မှကိုဝါသနာမပါဘူးပျော်လင်းမထားသောအဖြစ်ဖြစ်၍အလုံးအံ့အားသင့်သွားကြ၏တင်းတင်းခိုင်းဟန်ဆောင်ကောင်းနေသည်ဘလို့ဖြစ်ပြီးစေးကြောင်းလိုက်ဖို့ဆုံးဖြတ်တာလဲအဖေမေးတိုက်တွန်းလို့လား ။တင်ကနှုတ်ခမ်းမဲ့ကွေး၍ပြုံး၏။သူတို့ကမတိုင်တော့ပါဘူး။ကိုဆုံးဖြတ်ချက်နဲ့ကိုလာတာ။အားလုံးတိတ်ဆိတ်စွာစိုက်ကြည့်နေကြသည်။အခုလောလောဆယ်မှာမြန်မာနိုင်ငံမှာဆရာဝန်တိုင်းကအကောင်းဆုံးအမှန်အများဆုံးလူကြိုက်အများဆုံးမဟုတ်လားဒီတော့အကောင်းဆုံးဆိုတာကိုရကျင်တဲ့စိတ်နဲ့လိုက်ခဲ့တာတင်းတင်းခိုင်းနှခမ်းမှာအပြုံးကလေးပျောက်သွား၏ငါ့ဘဝမှာငါ့ကိုသူများပေးသမျှပစ္စည်းတွေအလုံးကအကောင်းဆုံးတွေမဟုတ်ခဲ့ဘူးဒုတိယဒန်းစားတတိယဒန်းစားတွေ တပတ်နွမ်းတွေငါဘဝမှာအကောင်းဆုံးဆိုတာကိုတခါမှမရခဲ့ဘူးဒီတော့ဆယ်တန်းကိုငါဂုံတူးများကြီးနဲ့အောင်ရမယ်တမျိုးလုံးမှာငါအမှန်များဆုံးဖြစ်ရမယ်ငါအုံနှောင်းနဲ့ငါဝရိယနဲ့ကြိုးစားပြီးရလာတဲ့ငါကိုယ်ပိုင်ဘဝဟာအကောင်းဆုံးဘဝဖြစ်ရမယ်အကောင်းဆုံးပညာဖြစ်ရမယ်အဲ့ဒီရွယ်ချက်တစ်ခုတည်းနဲ့ဟောဒီကျောင်းကိုငါရောက်လာခဲ့တာတင်းတင်းခိုင်းမြေဝန်း၌မျက်ရည်များတစ်ဖြည်းဖြည်းရွယ်ဆူအိုင်လာ၏ငါဘဝမှာအကောင်းဆုံးဆိုလို့ဒီတစ်ခုပဲရပါသေးတယ်ဟာ ဟုတ်ကဲ့ပါရှင်အပိုင်း6ကိုဒီမှာပဲရန်နာလိုက်ပါမယ်ကျမတို့နောက်ထပ်အပိုင်း9မှာပြန်လည်ဆုံတွေ့ကြပါမယ်နော်နားဆင်ပြီးခဲ့သူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်